ဒီကနေ့အတွက်ယဟန်မင်းကြီးရဲ့တရင်စကားကဏ္ဍမှာတော့ညမနှိပ်ဆက်ခံရသော ခရိယံများသည်အမှန်တရားတရားမျှတမှုနှင့်မျောလင့်ခြင်းတို့ဤတက်တည်များဖြစ်ကြသည်ဆိုသည့်ကောင်းစဉ်ဖြင့်ယဟန်မင်းကြီးနိုဝင်ဘာလ16ရက်နေ့ကဝေမျှခဲ့သည့်အကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။နိုဝင်ဘာလ16ရက်နေ့တွင်ကြာရောက်သောကမ္ဘာမရှိနွမ်ပါသူများနေ့ကိုကျင်းပစဉ်ပုံယဟန်မင်းကြီးလေးတို့ကသမိုင်းဒုက္ခများနဲ့နောက်ဆုံးသော ကာလကိုဆင်ကျင်သုံးသပ်ရန် ျွန်ုပ်တို့ဖိတ်ခေါ်နေသည်သို့သောကဘာကြီးချုပ်ငိမ့်မိအချိန်၌ဖြစ်ပေါ်လာမည့်စစ်ပွဲများနှင့်ပုံကံမှုများကို မကြောက်ကြရန်ယေရှုသခင်ကကျွန်ုပ်တို့ကို အားပေးနေသည်ယေရှုသခင်သတင်းစကားသည်ယနေ့ခေတ်နှင့်လွန်သက်ဆိုင်ကြောင်းကျွန်ုပ်တို့သည်ကာမကောင်းစွာဖြင့်လူသားပေါင်းများစွာကိုနှိပ်စက်နေသော ပရိပခါများဘေးအန္တရာယ်များနှင့်နှိပ်စက်ညှဉ်းပန်းမှုများအကြောင်းသတင်းများကို နေ့စဉ်ကြားနေရသည် သို့သော၎င်းတို့ကိုလိလိရှုရန်ကြိုးစားသောလိလိရှုမှုများကြားတွင်ယေရှုသခင်ကိုယုံကြည်သူတို့အားကိုတော်သည်နှစ်သိမ့်မှုများကိုပေးနေသည်အချိန်ပိုမှောင်လာလေယုံကြည်ခြင်းသည် နေကဲ့သို့ပို၍တောက်ပလာလေဟုယဟန်မင်းကြီးလေဟုကသတိပေးပြောကြားထားပါသည်ရှင်လုကာခရစ်ဝင်ကျမ်းတွင်ယေရှုသခင်သည်မိမိ၏နာမတော်ကြောင့်လူအများအပြားအကြမ်းဖက်ခြင်းနှင့်ညှဉ်းပန်းနှိပ်စက်မှုတို့ကိုရင်ဆိုင်ရမည်ဖြစ်ပြီးခရစ်တော်အတွက် သက်တေခံရန်ခွင့်ရေးကိုရရှိမည်ဖြစ်ကြောင်းကိုနှစ်ကြိမ်တိုင်တိုင်သတိပေးခဲ့သည်လူတိုင်းသည်ယေရှုသခင်ကို အတူယူလိုက်လျှောက်ကြရန်ခေါ်တော်မူခြင်းခံရကြောင်းယဟန်မင်းကြီးကထပ်လောင်းပြောကြားခဲ့ကညင်မနှိပ်စက်မှုများသည်လက်နက်များအသေးသက်ခြင်းမှသာမကစကလုံးများမှုသားများအတွေ့ခေါ်ဆိုင်ရာကြိုးကင်ချဲ့လဲမှုများမှတဆင့်ပုံစံမျိုးမျိုးဖြစ်နိုင်သည်သူသည်ဖြင့်ဤအတွေ့အကြုံများခံနေရသောအခါတွင်ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာနှမျိုးလုံး၌ကျွန်ုပ်တို့သည်ကဘာကြီးကိုကဲတင်သောအမှန်တရားလူများကိုဖိနှိပ်မှုမှရွေးနှုတ်သောတရားမြတ်တမှုလူတိုင်းကိုငြိမ်းချမ်းရေးလမ်းကိုပြသသော မျှော်လင့်ခြင်းတို့အတွက်တည်တည်ခံရန်ခေါ်တော်မူခြင်းခံရသည်ကိုတတိပြုကြရမည်။ဘေးအန္တရာယ်များနှင့်ဝမ်းနည်းပူဆွေးမှုများသည်အမြဲတမ်းကြာရှည်မည်မဟုတ်ဘဲအဆုံးသတ်သွားမည်ဖြစ်ကြောင်းသခင်ခရစ်တော်၏စကားများကပေါ်ပြနေသည်။ တစ်ချိန်တည်းမှာပင်ကိုရော့ကိုကယ်တင်ရှင်ဖြစ်အတိမတ်ပြုသူတို့၏ဝမ်းမြောက်ခြင်းသည်ထာဝရတည်မြဲရန်ရည်မှန်းထားသည်ဟုယာမင်းကြီးလိုကမှတ်ချက်ပြုခဲ့သည်ကဘာကြီးနောက်ဆုံးသောကာလစံတမ်းမှုများနဲ့စိန်ခေါ်မှုများကိုခံရခြင်းအပြင်ကျွန်ုပ်တို့သည်မိမိတို့၏စိတ်ဝိညာဉ်ကိုအကျိုးရရှိမည်ဖြစ်သည်။ဤဂရိတော်သည်တမိုင်း၏ချိမ့်ချောက်နေသောအဖြစ်ပြများနှင့်ပြင်းမှားမှုတိုင်းကိုခုခံတွန်းလှန်ရန်ကျွန်ုပ်တို့အားခွန်အားပေးသည်။ ဤနှိမ့်ဆက်ညှင်းပါမှုကာလများတွင်ယေရှုသခင်သည်ကျွန်ုပ်တို့ပြောဆိုရမည့်စကားများကိုပေးမည်ဖြစ်သည်။နေကုန်းချုပ်အနေဖြင့်ယမ်းမင်းကြီးလျောသည်ဖျားသခင်၏ကျေးဇူးတော်သည်အကြံဖက်မှုကိုပင်ရွေးနှုတ်ခြင်း၏လက္ခဏာအဖြစ်ပြောင်းလဲနိုင်သည်။အသင်းတော်သမိုင်းတလျှောက်သတိပေးချက်များအဖြစ်ဆောင်ရွက်ခဲ့ကြသောဓမ္မအာဇာနည်များ၏ပုံသက်သေကိုထောက်ရှုဝေမျှခဲ့ပါသည်။ကဘာတဝန်းတွင်ယေရှုသခင်၏နာမတော်ကြောင့်ဆက်လက်ခံစားနေကြရသောညှဉ်းပန်းနှိပ်စက်မှုများကို ရင်ဆိုင်နေရာဆဲဖြစ်သည့်ကျွန်ုပ်တို့၏ညီကိုမောင်တို့အများနှင့်အတူရှိကခရိယန်တို့အားကူညီမိုင်းမတော်မူသောအမိမေတော် မာရီယာ၏ဂျာဝင်ဆူတောင်းပေးမှုကိုရှာဖွေရန်ကျွန်ုပ်တို့အားလုံးကို ဖိတ်ခေါ်ခဲ့ကစံတမှုနှင့် အခက်အခဲကာလတိုင်းတွင် မြင့်မြတ်သောအပြစ်မဲ့သည့်အမိမေတော်သည် ကျွန်ုပ်တို့အားနှစ်သိမ့်ထောက်မပါစေဟု အဆုံးသတ်ထားပါသည်။